တရင်ကတော့မန္တလေးတာမိုးကုံမြို့အနောက်ပိုင်းကသဲအုပ်စုညောင်မင်းကြီးရက်ကွက်ကိုအကြမ်းဖက်ဆစ်ခွေးတပ်ကမီးရှို့ခဲ့တာကြောင့်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့နေအိမ်သုံးလုံးမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၁ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာဆစ်ခွေးတပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မီးရှို့ဖျက်ဆီးခံရမှုမှာနေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တအူးကအတည်ပြုပြောကြားထားပါတယ်။ စပေးရှောင်နေကြတဲ့အိမ်တွေဖြစ်တဲ့အတွက်လူတော့အထိကိမရှိဘူးလို့ဒေသခံတအူးကပြောပါရယ်အာနာသိန်းစေခွေးတက်နဲ့ TNL တက်တို့ညှိနှိုင်းပြီးတော့နိုဝင်ဘာလ26ရက်နေ့ညနေပိုင်းမှာ စေခွေးတက်ကမိုးကုတ်မြို့ရဲကိုအင်အားအလုံးရင်းနဲ့ဝင်လာခဲ့တယ်လို့သိရပါရယ်အဲ့ဒီနောက်နိုဝင်ဘာလ30ရက်နေ့ညနေ9:00လောက်မှာမြို့ပြင်အနောက်ချမ်းကိုစေခွေးတက်ကစစ်ကြောင်းထိုးဖို့ကြိုးစားတာမှာမြို့ပြင်မှာတပ်ဆွဲထားတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါရယ် အဲဒီတိုက်ပွဲမှာစစ်ခွေးအကောင်20ခန့်တေဆုံးပြီးပြန်ဆုတ်သွားတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်အဲဒီနောက်စစ်ခွေးတက်ကမြို့ရင်းကနေလက်နက်ကြီးတွေတပ်ဆင်ကအနောက်ဘက်ကတောင်ပေါ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုတ်လုံနေပါတယ်ဒါအပြင်မြို့ရဲ့အနောက်ဘက်ကနေအိမ်တချို့ကိုလည်းအခုလိုမျိုးစစ်ခွေးတက်ကမီးရှို့သွားတာပဲဖြစ်ပါတယ်မိုးကုံမြို့မှာမနေ့ကလည်းတိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီးတော့စစ်ခွေးတက်ကမြို့ထဲမှာလက်နက်ကြီးတွေကိုနေရာချပြီးပစ်ခတ်နေတာလို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါရယ်ဒါအပြင်စစ်ခွေးတက်ကအင်အားထက်တိုးတာနဲ့စစ်ရေးပြင်ဆင်တာ တချို့လည်းရှိနေတယ်လို့ရှေးတန်းသတင်းရင်းတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ